မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးမောင်ရောင်မန္တလေးလမ်းပိုင်းမှာပြစ်ခတ်မှုဖြစ်ပြီးကားတွေပိတ်မိနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်သကိုင်းတိုင်းမောင်ရောင်မန္တလေးလမ်းပိုင်းမှာဒီကနေ့အောက်တိုဘာ29ရက်နေ့လယ်ပိုင်းကပြစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့ခီးသောရှင်တွေနှစ်နာရီကျော်ကြာပိတ်မိနေပါတယ် ဒီကနေ့နေ့လယ်12နာရီခန့်ကမုံရွာမန္တလေးလမ်းပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့မအူစစ်စေးဂိအင်းဒီမှာပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးစစ်တပ်ကလက်နက်ကြီးနဲ့ပါပစ်ခတ်နေကြောင်းဒါကြောင့်မုံရွာမန္တလေးလမ်းပေါ်ကမအူရွာနဲ့မြင်းနေရွာကြားလမ်းပိုင်းကိုအသုံးပြုလို့အဆင်မပြေနိုင်သေးဘူးလို့ဒေသခံတွေကပြောပါရတယ်။ ရန်တမ်းပစ်ခတ်တာတွေရှိတဲ့လမ်းကြောင်းပိတ်ဆို့ထားတာနှစ်နိုင်ဝင်းကျင်ကန်ရှိနေပြီလို့သိရပါတယ်ဟုဒေသခံတအူးကပြောပါတယ်ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီးကာကွယ်ရေးအဖွဲ့တွေဘက်ကတရင်ထုတ်ပြန်တာမရှိသေးပါဘူးမအူရွာစစ်ကောင်စီကိစ္စကံကိုမုံရွာမြို့ပေါ်နဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကစစ်ကောင်စီတပ်ကအင်စီကားတွေနဲ့ပြင်တမ်းပြားကာကာထားတဲ့ကားတွေနဲ့ပါအင်အားပြည့်နဲ့ရောက်ရှိလာတယ်လို့ဒေသခံတွေကပြောပါတယ် စစ်ကောင်စီတပ်ဟာခရီးသွားပြည်သူတွေကိုလူသားတိုင်းလုတာ မိုင်းဆင်းရှာခိုင်းတာတွေပြုလုပ်လို့ရှိတာကြောင့်ပြည်သူတွေတတိပြုသွားလာကြဖို့ကာကွယ်ရေးအဖွဲ့တွေကတတိပေးထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်ကောင်စီရဲ့ရွေးကောက်ပွဲစီအာဆီယံလေလာဆောင်ကြည့်ရေးအဖွဲ့ဆီလို့ပို့အင်ဒိုနီးရှားသမရတိုက်တွန်းတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ အာနာတိန်မြမစိတ်ကောင်းစီကကျင်းပမယ့်ရွေးကောက်ပွဲစဉ်လိလာဆောင်ကြီးရဲ့အဖွဲတစ်ခုစေလို့ဖို့အရှိတောင်အာရှနိုင်ငံများစီယုံအာဆီယံကိုအင်ဒိုနီးရှားသမ္မတကတိုက်တွန်းခဲ့ပါတယ်။ Bravo ဆိုပြီးရန်တို့က အာဆီယံအနေနဲ့လာမယ့်ဒီဇင်ဘာလကုန်ရွေးကောက်ပွဲရဲ့ပွင့်လင်းမြင်သာရှိမရှိနဲ့တာဝန်ယူမှုတာဝန်ခံမှုတွေခိုင်မာသိကြစေဖို့အတွက်လေးလာဆောင်ကြည့်အဖွဲ့ဆင်းလို့တင်ကြောင်းအောက်တိုဘာ26ရက်နေ့ကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်မှာကျင်းပတဲ့အာဆီယံထိပ်သီးညီလာခံမှာအကြံပြုခဲ့တာဖြစ်ပါတယ်။အာဆီယံမိန့်ခွန်းထဲမှာပရာပိုဝိုကဒေတာရင်းအခြေအနေတွေနဲ့ပတ်သက်လို့အင်ဒိုနီးရှားရဲ့သဘောထားအမြင်တွေကိုထည့်သွင်းပြောဆိုသွားရမှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲအကြောင်းလည်းပါဝင်ခဲ့ပါတယ်။မြန်မာအကြက်တဲဟာအာဆီယံနဲ့မိဘတွေ ကြအကူအညီဖြည့်ရှင်ပေးနိုင်စွမ်းကိုစိန်ခေါ်စမ်းစစ်နေကြောင်းမြမအရင်ဟာအလေးနဲ့စိုးရိမ်ကြအခြေအနေတစ်ခုဖြစ်ဆက်လက်တည်တံ့နေပြီးအင်ဒိုနီးရှားကလည်းဒီဇင်ဘာလမှကျင်းပမယ့်ရွေးကောက်ပွဲအပါဝင် စင်ကဲပြောင်းလဲမှုဖြစ်စဉ်အားလုံးကို အနီးကဲဆောင်ကြည့်လေ့လာနေတယ်လို့ပရာပိုဝိုကဆိုပါတယ် မြန်မာနိုင်ငံရဲ့ပြည်ထနာကိုကင်တွယ်ရမှာဒီမိုကရေစီစံနှုန်းတွေနဲ့ပွင့်လင်းမြင်သာမှုတွေကိုဆက်လက်ထိန်းသိမ်းထားနိုင်ရေးကအထူးအရေးကြီးတယ်လို့လည်းသူကအလေးနက်ထောက်ပြခဲ့ပါတယ်။ဒါကြောင့်လေရွေးကောက်ပွဲရဲ့မှန်ကန်ခိုင်မာမှုတမာရီဂုံကိုတရားဆန်းစစ်ဖို့အတွက်အာဆီယံကစောင့်ကြည့်လေ့လာရေးပွဲဆီလို့တင်တာဖြစ်တယ်လို့သူကတိုက်တွန်းသွားပါတယ်။ အာဆီယံဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အနေနဲ့သက်ဆိုင်ရာမြန်မာနိုင်ငံရေးအင်အားစုအသီးသီးနဲ့ချိတ်ဆက်ဆွေးနွေးမှုတွေကိုဆက်လက်လုပ်ဆောင်နေဖို့လိုအပ်ကြောင်းတစ်ဖက်မှာလည်းအာဆီယံအနေနဲ့ရွေးကောက်ပွဲရဲ့ပွင့်လင်းမြင်သာမှုမှန်ကန်မှုတွေတေချာအာမခံနိုင်အောင်စောင့်ကြည့်လေ့လာရေးဖွဲ့စစ်လို့ပေးတင်ကြောင်းပြပေါ်ဖို့ကပြောပါရယ် တဖက်မှာလည်းမြမရေကူညီဖြည့်ရှင်ဖို့အာဆီယံကချမှတ်ပေးထားတဲ့ဘုံသဘောတူညီချက်၅ရဲ့ 5BC ကိုအာဏာသိမ်းစစ်တပ်ကလက်တွေ့အကောင်အထည်ဖော်မှုတွေအရန်အာနေညံ့ပြင်းနေတာကိုသူကအတိအမဲ့ပြုသားပါတယ်။အတိပဲပြေဝါတွေဆွေးနွေးညှိနှိုင်းမှုတွေပေါ်ထွန်းလာဖို့ဆိုရင်မြမနိုင်ငံမှာအပြစ်ခက်ရဲဆဲဖို့လိုအပ်နေကြောင်းအင်ဒိုနီးရှားအနေနဲ့အမှန်တကယ်ထိရောက်တဲ့လှုပ်ဆောင်ချက်တွေကိုအာဆီယံဥက္ကဋ္ဌကအကောင်အထည်ဖော်နိုင်အောင်ကူညီပေးဖို့အသင့်ပြင်ဆင်ထားကြောင်းပြဘိုးကဆိုပါတယ်။ သူကအာဆီယံဒေသတွေမှာထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့နေဆက်အငင်းခုံတွေနဲ့ပတ်သက်ပြီးလဲစိုးရိမ်ကြောင်းပြောပါရယ်တိတိကျကျဖြည့်ရှင်းမှုမရှိဘဲကြံ့ကြာနေတဲ့၍ဒီကိစ္စဟာဒေသရဲ့ငင်းချမ်းရေးကိုချိန်ချောက်လာနိုင်တယ်လို့လဲပရာဘိုဝိုကတတိပေးသွားခဲ့ကြောင်းသိရှိရပါရယ်နောက်ထပ်တင်ဆက်ပေးမယ့်တင်ကြောင်းကတော့ရွေးကောက်ပွဲမတိုင်ခင်ဘုံသဘောတူညီချက်၅ရဲ့အကောင့်ထဲပေါ်ရေးဦးစားပေးဖို့လိုကြောင်းအာဆီယံထပ်ပြောတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံမှာရေကောက်ဝဲတစ်ခုမကျင်းပခင်မှာမြန်မာအချက်တဲဖြည့်ရှင်ရေးအတွက်ရှေ့တောင်အာရှနိုင်ငံများအစီယုံအာဆီယံကချမှတ်ပေးထားတဲ့ဘုံသဘောတူညီချက်၅ရဲ့ 5PC ကိုအကောင့်ထည့်ဖော်ဖို့လိုကြောင်းအာဆီယံကအတိအလင်းအသိပေးလိုက်ပါတယ်။ရေကောက်ဝဲမတိုင်ခင် 5PC ကိုမဖြစ်မနေဦးစောအကောင့်ထည့်ဖော်တင်ကြောင်းအာဆီယံရဲ့သဘောထားကိုအောက်တိုဘာ26ရက်နေ့မလေးရှားနိုင်ငံကွာလာလန်ပူမြို့တော်မှာအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကထပ်လောင်းအတည်ပြုသဘောထားထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။2020ခုနှစ်မှာစစ်တပ်က ာဏာသိမ်းခဲ့တဲ့နောက်ပိုင်းကျုံတွေ့လာတဲ့မြန်မာနိုင်ငံ၏အကျက်တဲကိုဖြည့်ရှင်းနိုင်ဖို့အတွက်အာဆီယံက 5PC ကိုညှိနှိုင်းဆုံးဖြတ်ပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချက်တွေထဲမှာစစ်တပ်ကမတရားဖန်ဆီးထားတဲ့နိုင်ငံအကျဉ်းသားတွေကိုပြန်လုဖို့နဲ့အစိုးရပေါင်းစုံပါဝင်တဲ့ဆွေးနွေးမှုတွေစတင်ဖို့ဆိုတာတွေပါဝင်ပေမယ့်အာဏာသိမ်းစစ်တပ်ကတော့လုံးဝအလေးထားတိုက်တွန်းမှုမရှိခဲ့ပါဘူး။အာဆီယံထိပ်သီးညီလာခံတဲ့တူကျင်းပါတဲ့ ။ဖွဲ့ဝင်နိုင်ငံတွေရဲ့နိုင်ငံခြားအဝင်ကြီးတွေအစည်းအဝေးမှာတော့ 5PC ပေါ်လက်တွေ့အကောင့်ထဲပေါ်နေမှုတွေကိုစမ်းစစ်ထားတဲ့ကြေညာချက်တစ်စောင်ကိုပါထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီကြီးညာကြမှာတော့ 5BC ကိုအပြေဝပေါ်ဆောင်မှုအတွန့်ရှည်ပြီးခိုင်မာတည်တံ့မဲ့ငင်းချမ်းရေးမျိုးပေါ်ထွန်းလာအောင်မြန်မာစံနှုန်းတွေနဲ့မြန်မာကိုယ်တိုင်ဥဆောင်ဆွေးနွေးနိုင်ဖို့အာဆီယံနိုင်ငံသားဝင်ကြီးတွေကတိုက်တွန်းထားခဲ့ပါတယ်။နောက်ပြီးအရက်သားတွေအရက်ဘက်အဆောက်အုံတွေကိုတိုက်ခိုက်မှုတွေရှောင်ကျဉ်ဖို့ဗယ်ဒီဘက်ကဖြစ်နိုင်တဲ့အခြေအနေတွေကိုရှင်းချဖို့လဲလက်နက်ကိုင်ဖွဲ့စည်းအသေးသေးကိုတောင်းဆိုကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ယခုနှစ်ဒီဇင်ဘာလမှာအာနာသိန်းစစ်တပ်ကရွေးကောက်ပွဲကျင်းပဖို့စီစဉ်နေတာနဲ့ပတ်သက်ပြီးအာဆီယံနိုင်ငံ ငံခြားရေးဝန်ကြီးတွေရဲ့ကြေညာချက်မှာတော့ရွေးကောက်ပွဲဆိုတာဟာလွတ်လပ်မှုတရားမျှတမှုငြိမ်းချမ်းမှုပွင့်လင်းမြင်သာရှိမှုအစိုးဖွဲ့ပေါင်းစုံပါဝင်မှုတွေနဲ့ယုံကြည်စိတ်ချရမှုဂုဏ်ပုဒ်တွေရှိနေဖို့လိုအပ်တယ်လို့ညွှန်းထားပါတယ်။ လက်ရှိချိန်တွေမှာတော့ရေကောက်ပွဲကျင်းပဖို့ထက်ရန်လိုအကြမ်းဖက်မှုတွေရဆိုင်ရေးစုဖွဲ့ပေါင်းစုံနိုင်ငံရေးရဆွေးနွေးနိုင်ရေးတွေဟာပိုပြီးဦးစားပေးသင့်တယ်လို့ယူဆကြောင်းအာဆီယံနိုင်ငံသားဝင်ကြီးတွေကပြောပါတယ်မြန်မာနိုင်ငံမှာယုံကြည်မှုတည်ဆောက်ရေးနဲ့ဆွေးနွေးမှုအခြေအနေကောင်းတွေပေါ်ထွန်းလာနိုင်ရေးအတွက်မြန်မာအိမ်နေချင်နိုင်ငံတွေပြင်ပမိဖက်တွေမြန်မာနိုင်ငံရေးနဲ့ပတ်သက်တဲ့စုဖွဲ့တွေအားလုံးနဲ့ချိတ်ဆက်ဆွေးနွေးမှုတွေဆက်လက်လှုပ်ဆောင်သွားမယ်အာဆီယံရဲ့မူဝါဒကိုလည်းအဲ့ဒီသဘောထားညီညာချက်ထဲမှာထည့်သွင်းအတည်ပြုသွားခဲ့ကြောင်းသိရပါတယ် ောက်ထပ်တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့မြဝရီ KK ဘတ်ကိုစစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့က၄ရက်ဆက်တိုက်ဘုံဖောက်ခွဲလိုက်ပြီးထိုင်းဘက်သို့ပါဘုံအစများလွင့်စင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြဝရီမြို့နယ်ရှိ KK ဘတ်ကိုစစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့က၄ရက်ဆက်တိုက်ဘုံဖောက်ခွဲလိုက်ပြီးထိုင်းဘက်သို့ပါဘုံအစများလွင့်စင်လာကြောင်းထိုင်းသတင်းဌာနများကသတင်းဖော်ပြပါရသည်။ အော်တိုဘားလ24ရက်နေ့ကစပြီးအော်တိုဘားလ29ရက်နေ့ထိ KK Bat ကိုစစ်တပ်လောက်ခံ BGF တပ်ဖွဲ့ကနေ့စဉ်ဇက်တိုက်ဖောက်ခွဲလျက်ရှိရာယနေ့အော်တိုဘား29ရက်မနက်10နာရီဝန်းကျင်အချိန်မှာ BGF ကနေကင်းအချိန်မှာပင်ဖောက်ခွဲလာကြောင်းဆိုပါဖောက်ခွဲမှုမှာပုံအစနာများနဲ့အစိတ်ပိုင်းများမှာထိုင်းနိုင်ငံဘက်ခြမ်းရှိနေအများပေါ်သို့ကြားရောက်လာခြင်းဖြစ်ကြောင်းသိရှိရပါသည် အော်တိုဘာလ23ရက်နေ့မှစတင်ပြီး KK Bat မှကြားဖြန့်လုပ်ကိုင်နေသောနိုင်ငံသားသားများအပါအဝင်ကြားဖြန့်လုပ်ကိုင်သူများကို PGF ကနှင်ထုတ်ခဲ့ပြီးနောက်ထိုင်းနိုင်ငံဘက်ခြမ်းသို့ကြားဖြန့်လုပ်သားနိုင်ငံသားတထောင်ကျော်ထွက်ပြေးရောက်ရှိလာကြောင်းသိရပါတယ်။ထိုင်းဆိုရာကကြားဖြန့် KK Bat မှထွက်ပြေးလာတဲ့နိုင်ငံသားများကိုထိမ့်သိမ်းကစီးဆင်းမှုများလုပ်ဆောင်လျက်ရှိကြောင်းလည်းသိရှိရပါတယ်။ အကြံဖက်စစ်တပ်က KK ပတ်တီ KNU နဲ့ပတ်သက်သည့်ဟူသောကဝင်ရောက်စီးနှင်းမှုများလုပ်ဆောင်ခဲ့ပြီး KNU ကမူ KK ပတ်တီ KNU နဲ့လုံးဝမပတ်သက်ကြောင်းညှင်းဆိုထားတယ်လို့သိရှိရပါတယ်။